ရန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်2025ခုနှစ်တောင်ကြီးတစောင်းနိုင်ပွဲတော်ဖွင့်ပွဲအတွက်အကအဖွဲ့များအစမ်းလေ့ကျင့်နေမှုနှင့်အယောင်းဆိုင်ရာများစောက်လုပ်နေမှုကွင်းစင်းကြည့်ရှုစစ်ဆေးတဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရန်ပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်သည်ပြည်နယ်ဝန်ကြီးများပြည်နယ်ဥပဒေချုပ်ပြည်နယ်အစိုးရအဖွဲ့အတွင်မှုနှင့်ပြည်နယ်ခရိုင်မြို့နယ်ဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူအောက်တိုဘာလ25ရက်ညနေ4:00နာရီက တောင်ကြီးမြို့အဝေယာမီးပုံမြန်ကွင်းသို့သွားရောက်ခါ2025ခုနှစ်တောင်ကြီးတစောင်းနိုင်ပွဲတော်ဖွင့်ပွဲအခမ်းအနားတွင်ပြုပြရန်ပညာရေးဒီဂရီကောလိပ်မှကျောင်းသားကျောင်းသူလေးများက အကအစမ်းလေးကျင့်နေမှုများကို၎င်းပွဲတော်ဈေးဆိုင်ခန်းများဆောက်လုပ်နေမှုပြန်ကျဈေးရောင်းချနေမှုနှင့် MSME အယောင်ပြကံများကို၎င်းလုံခြုံရေးကုကဲမှုရုံးငန်းများမီးပုံပြန်အမှတ်ပေးအကဲဖြတ်တိုင်စင်များတိဂိတပြောပြတင်ဆက်မည် စတိတ်စင်များဆောက်လုပ်နေမှုတို့ကို၎င်းလှည့်လည်ကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များကိုတာဝန်ရှိသူများဖြည့်ဆွတ်မှကြားခဲ့ကြောင်းသိရှိရပါသည်2025ခုနှစ်တောင်ကြီးတစောင်းနိုင်ပွဲတော်ကိုအောက်တိုဘာလ29ရက်နေ့တွင်ဖွင့်ပွဲစတင်ကျင်းပပြီးနိုဝင်ဘာလ5ရက်နေ့တွင်မိဘုံပြန်ပြိုင်ပွဲစုကြည့်မြင့်ပွဲနှင့်ပိတ်ပွဲကျင်းပသွားမည်ဖြစ်ရာအဆိုပါတစောင်းနိုင်ပွဲတော်ကာလအတွင်းမိဘုံပြန်ညမီကြီး ခေါင်ချင်း25ပေ18လုံးခေါင်ချင်း22ပေ25လုံးစိတ်နှပံမီပုံပြန်18ပေ38လုံးစုစုပေါင်းညလွတ်မီပုံပြန်အလုံး80နေလွတ်အယုတ်ခြေနှစ်ချောင်း193လုံးခြေလေးချောင်း93လုံးနဲ့အယုတ်အုပ်စု95လုံးစုစုပေါင်းနေလွတ်အယုတ်မီပုံပြန်362လုံးပါဝင်ရှင်ပြိုင်လွတ်တင်သွားမည်ဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ